အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့တနေ့ဖြစ်ပါစေဒီနေ့ကနေပြီးတော့ကျွန်တော်စုပုံကောင်းတောင်းပေးလိုက်ပါတယ်အဲဒီနေ့မှာဒါကျွန်တော်တို့ liverpool အကြောင်းလေးနည်းနည်းလေးပြော liverpool အသေးအနေနဲ့အခုလက်ရှိမှာဘာတွေဖြစ်နေလဲဘယ်လိုလက်ရှိမှာနှီးပြနေပတ်သက်ပြီးပါအဲ့တော့တချို့ကျော်သတင်းတွေတော်တော်များများကလက်ရှိမှာ liverpool အသေးရဲ့လက်ရှိနှီးပြအာနီစလော့ကိုဒါကျွန်တော်တို့ လဘဘူးအသင်ဘက်ကနေပြီးတော့စောင့်ကြည့်နေတယ်ဆိုတဲ့သတင်းတွေကိုတချို့တော့တင်နေကြတာကိုတွေ့ရမယ်။အမှန်တမ်းပြောမှဆိုကျွန်တော်ဒါတွေကို TN1 နဲ့ပတ်သက်ပြီးတော့မတွေ့သေးပါဘူး။အဲ့တော့ Artisan နဲ့ပတ်သက်ပြီးလက်ရှိမှာဘာတွေဖြစ်နေလဲ။အဲ့ဒါနဲ့လက်ရှိမှာဒါကျွန်တော်နည်းနည်းလေးဆက်ပြီးကြည့်အောင်။အဲ့တော့ပထမဦးဆုံး topic အနေနဲ့ပြောရမယ်ဆိုတော့ no pressure on slot ။ဒါကျွန်တော်လက်ရှိမှာဒါကျွန်တော်တို့ လဘဘူးအသင်းအနေနဲ့ဒါပိုင်ရှင်တွေဟောတဲ့ရှိမှာဒါ FG တို့အုပ်စုအနေနဲ့ကောဒါကျွန်တော်တို့ Richard Hughes တို့ဒါကျွန်တော် Michael Edwards တို့အုပ်စုအနေနဲ့ slot ကိုဘာ pressure မှပြမှာမဟုတ်ပါဘူး။ဘာ pressure မှလည်းပြဖို့လည်းရှိမှာအစီအစဉ်မရှိသေးပါဘူး။ဒါကလက်ရှိ part of the process လို့ပဲဒါကျွန်တော်တို့ Liverpool အသင်းအနေနဲ့ခံယူထားတာဖြစ်ပြီးတော့ Liverpool အသင်းဘက်ကနေလက်ရှိမှာဒီလိုပုံစံမျိုးသွားတာကဒါ one of the process လို့သိရတယ်မှာပါတယ်။အသင်းကအလုံးစုံဒါကျွန်တော်တို့ပြန်လည်ပြုပြီးပြောင်းလဲရေး ကာလကိုတွားနေတဲ့အတွက်ကြောင့်မို့ဒီကစားသမားရဲ့အထိုင်ကျဖို့အတွက်အချိန်တစ်ခုလိုနေသေးတဲ့ဥစ္စာကိုလည်းအသင်းဘက်ကကောင်းကောင်းကြီးလက်ခံထားပြီးဖြစ်ပြီးတော့ဒီနှစ်မှာ Premier League တိုက်တဲ့ challenge မလုပ်နိုင်ဘူးဆိုရင်တော့မှ slot ကိုလုံးဝဒါကျွန်တော်နေရာကနေထုတ်ပယ်သွားဖို့အတွက်အစီအစဉ်မရှိဘူးရှင်းရှင်းပြောရမယ် slot ကိုဒီနှစ်မှာဒါကျွန်တော်တို့ Premier League တိုက်တယ်မပြောနဲ့ဒါကျွန်တော်ဘာဆူဖလားမှမရခဲ့ဘူးဆိုရင်တော့မှ Liverpool ဘက်ကနေပြီးတော့သူတို့ကိုထုတ်ပယ်သွားဖို့မရှိဘူးဘာကြောင့်လဲ Liverpool အသင်းရဲ့ဒူတာ slot ကပထမရာသီကတည်းက Premier League ရသွားအောင်စုစုကူပေးထားခဲ့တာကဒါကျွန်တော်တို့သူတို့ရဲ့ expectation ကို exceed လုပ်ပေးခဲ့တာဖြစ်တယ် slot ကိုဒါကျွန်တော်အာနီ slot ကိုဒါကျွန်တော် တော်လီဗာပူးသင်းကိုစတင်ပြီးခန့်ကလေးကဒါကျွန်တော်တို့လီဗာပူးသင်းဘက်ကနေပြီးတော့ project manager တယောက်နဲ့သတ်မှတ်ထားတာဖြစ်ပြီး sudden success manager တယောက်နဲ့သတ်မှတ်ထားတာမဟုတ်တဲ့အတွက်ကြောင့်မို့လက်ရှိမှာ liverpool သင်းနေတာပထမရာသီမှာတော့အကောင်းဆုံးဒါကျွန်တော်လုတ်ပြသွားခဲ့တယ်မှာဒုတိယရာသီမှာအသင်းကအလုံးစုံပြောင်းလဲမှုတွေကိုဖျက်ဆီးနေရကြောင့်မို့ slot ကိုတိုင်ကဒါကို handle လုပ်ဖို့အတွက် ခက်ခဲနေတာကိုအသင်းဘက်ကကောင်းကောင်းကြီးနားလည်ပေးထားပြီးဖြစ်တယ်ဒါကြောင့်မို့ကျွန်တော် slot ကိုတိုင်ကျွန်တော်လက်ရှိမှာ liverpool ဘက်ကဒီနှစ်မှာလည်းမထုတ်သေးလို့လာမယ့်နှစ်မှာလည်းထုတ်ဖို့အတွက်ရာဂိုင်နှုံးနေအင်မတန်မှနေနေတာမှရှိတယ်။ liverpool သင်းနဲ့လက်ရှိဒါကျွန်တော်တို့ပြောရမယ်ဆိုရင် top 4ဝင်နေ တဲ့ချန်ပီယံလိမှာနေရာတနေရာရောက်တဲ့ဆူယုံနဲ့တင်ကိုလာလီဗာပူးဘက်ကနေပြီးတော့ဂျင်းနဲ့သွားမယ်ဆိုတဲ့အနေထားမှရှိတယ်။ပရိသတ်တွေကပဲဂျင်းနဲ့ပဲပေါ့နော်။ဟုတ်တယ်မကြပိသတ်တွေအနေနဲ့ခုလက်ရှိမှာမနစ်ကမှာပရီးမီးယားလိချန်ပီယံပူပူလောလောဖြစ်ထားတဲ့အသင်းသင်းတွေနဲ့ဒီလိုမျိုးရလဒ်တွေဆိုးရွားနေတာကိုတော့ဘယ်သူမှလက်ခံနိုင်စွမ်းမရှိဘူးဆိုတာသိလို့ရတယ်မဟုတ်။ဒါပေမဲ့ သတိထားရမှာကလက်ရှိမှာကစားသမားတွေကတော်တော်လေးအသစ်ဖြစ်နေပြီးတော့အသင်းကိုယ်တိုင်ကလည်း transition period တွေကိုအကြီးကျယ်သွားနေတဲ့ဥစ္စာကြီးကိုတော့ကောင်းကောင်းကြီးနားလည်ရမှာလည်းဖြစ်တယ်ဆိုတော့ကိုတော့အသပြိတ်သက်တွေကိုယ်တိုင်နားအဲ့တော့ပြိတ်သက်တွေကြားထဲမှာလက်ရှိမှာ slot ကိုထွက်စီခြင်းတဲ့လူတွေရှိလို့ slot ကိုလည်းဒါအသင်းမှာဆက်နေစီရတဲ့လူတွေရှိအသင်းကအဲ့တော့ slot ကိုလည်းအသင်းမှာဆက်နေစီခြင်းတဲ့လူတွေကပုံများပါတယ်အသင်းကိုယ်တိုင်ကလက်ရှိမှာဒါကျွန်တော်သိကြတဲ့အတိုင်းပဲဟို technical ရခုနကပြောလို့ slot ကိုယ်တိုင်ကလည်းခေါင်းမာနေတဲ့ဥစ္စာတွေအများကြီးရှိပေမဲ့ကစားသမားတွေကိုယ်တိုင်ကလည်းအသစ်အသစ်တွေဖြစ်နေတဲ့ဥစ္စာကတော်တော်လေးကိုပို့ပြီးတော့များနေတယ်လို့ပြောလို့ရမယ်ဒီမှာပါအဲ့တော့ပြောခင်တာခုနကပြောလို့ပဲအကုန်လုံးကို လည်းလက်ညှိုးထိုးပြီးတော့ဝိုင်းပြီးတော့အပြစ်တင်လို့မရဘူးလို့ပြောလို့ရတယ်။ဒါပေမဲ့လက်ရှိမှာလစ်ပုတ်ပြည်သက်တွေကလစ်ပုတ်ပိုင်ရှင်တွေကစတော့ကိုဘယ်လောက်ထိယုံလဲဆိုတော့လက်ရှိခြေစမ်းပွိုင်းအားနေနေတယ်ဆိုရင်တော့မှစလော့ကိုစားကျုပ်တက်တန်တိုးဖို့အတွက်အခုချိန်ထိလှုပ်ဆောင်နေစေဖြစ်တယ်လို့သိရတယ်မှာပါတယ်။စလော့ဘက်ကအေဂျင့်ကလက်ရှိမှာဒါကျွန်တော်တို့ဒီကိစ္စနဲ့ပတ်သက်ပြီးတရားဝင် confirm လုပ်ထားတာဖြစ်ပြီးတော့စလော့စလော့အေဂျင့်လို့မဟုတ်ဘူးเนาะကျွန်တော်တို့ကအာနီစလော့ရဲ့အေဂျင့်တော့ကျွန်တော်စလော့စလော့ရဲ့အေဂျင့်ဖြစ်နေမှာဆိုလို့အာနီစလော့ရဲ့အေဂျင့်ကလက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါတရားဝင် confirm လုပ်ထားတာဖြစ်ပြီးတော့ကစားသမားအုပ်စု နီးပြနဲ့လက်ရှိမှာအသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့အတွက်ဒါကြောင့်အခြေအနေကောင်းနေတာဖြစ်ပြီးအာလစ်လော့ကိုတိုင်ကလည်းလီဗာပူးသင်းရဲ့ရည်ရှိနီးပြတယောက် ဖြစ်ချင်တဲ့အတွက်ကြောင့်မို့ဒီစာချုပ်အသစ်ကိုလက်ခံသွားဖို့အတွက်ကြိုးစားနေရဆိုတဲ့တဲ့ရင်ထွက်လာခဲ့တယ်။လက်ရှိမှာအိုင်းစွန်နယ်ကူလီယာရှိရနေတဲ့လစာထက်30ရာခိုင်နှုန်းနဲ့35ရာခိုင်နှုန်းတော့ပိုပြီးတော့ရဖို့အတွက်လည်းရာခိုင်နှုန်းတွေများနေပြီးတော့ကာလရှည်မှုပဲနဲ့ကာလဒါကျွန်တော်တို့မီဒီယံပေါ့မီဒီယံလောက်ရှိတဲ့ကာလတစ်ခုနဲ့စာချုပ်ကိုချုပ်ဖို့အတွက်လည်းရှိတယ်သိရတယ်မှာပါတယ်။တဲ့ရင်ဒီရစနယ်လက်ရှိမှာ3နှစ် plus 1နှစ်2နှစ် plus 1နှစ်လို့လည်းတဲ့ရင်တွေမျိုးမျိုးထွက်နေတာကိုတွေ့ရမယ်။ဒါပေမဲ့လက်ရှိမှာ Liverpool အသစ်မှာပဲအာနီစလော့ဒုတိယဆက်လက်ပြီးရှိသွားဖို့အတွက်သွားမှာဖြစ်ပါတယ်။အဲ့တော့ခုနကျွန်တော်ဒါဗီဒီယိုတိုက်တယ်မှာဘူးကျွန်တော်ဒါဗီဒီယိုရဲ့အစားပြောခဲ့လို့ပဲလက်ရှိမှာ Liverpool ရဲ့ပိုင်ရှင်တွေကတော့ လားအာနီစလော့ကိုပရက်ရှာလုံးဝပေးမှာမဟုတ်ဘဲနဲ့လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့ခေါ်တာနွေရာသီအပြောင်းအရွှေ့မှာပါနီးပြကိုနီးပြစိတ်ချိုက်ကစားသမားတွေကိုဝယ်ယူပေးသွားဖို့လည်းဆက်လက်ပြီးတော့ပြင်ဆင်သွားဖို့တပြင်ဆင်လာခဲ့တဲ့သတင်းထွက်လာခဲ့အဲ့တော့လီဗာပူးတင်နဲ့လာမယ့်ဆောင်းရာသီမှာဒါကျွန်တော်တို့အဓိကနှစ်နေရာအတွက်ဒါမားကတ်ထဲကိုပြန်ဝင်မှာဖြစ်တယ်ပထမဆုံးတနေရာကလက်ဝင်းနေရာဖြစ်ပြီးနောက်တနေရာကစန်တာဘက်တနေရာဖြစ်တယ်လို့သိရတယ်ဒီမှာပါတယ်လက်ဝင်းနေရာအတွက်ကလက်ရှိမှာသတင်းတွေကပုံမူပြီးတော့တော်တော်လေးကိုပြန်တက်လာခဲ့တဲ့သတင်းကတော့ဒါအန်သိုနီဂေါ်ဒန်ဖြစ်ပါတယ်ဂေါ်ဒန်ဂေါ်ဒန်ကလက်ရှိမှာနျူကာဆယ်ယူနိုက်တက်အသင်းမှာမပြောမရှိ ွင်ဖြစ်နေတဲ့ဆွဲသတင်းတွေညူကာဆယ်ဘက်ကနေတောက်လျှောက်တက်နေတာကိုတွေ့ရမယ်ဒါပေမဲ့အန်တိုနီကိုဒန်ကလည်းလက်ရှိမှာ life long ဒါကျွန်တော် Liverpool supporter ဖြစ်တယ်ဒါကျွန်တော် Liverpool ငငယ်လေးကတည်းကအားပေးလာတဲ့ပရိသတ်တစ်ယောက်ဖြစ်ပြီးတော့ Liverpool အသင်းကိုဒါကျွန်တော်လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းကအသင်းကိုပြောင်းရွှေ့ဖို့တည်းရဲ့ဝင်တွန်းအားပေးခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်မမေရအဲဒီတော့က Liverpool ဒီပြုတ်ကြခဲ့တာဘောနော် Jogo Mess နဲ့ဒါကျွန်တော်လက်ရှိအာဘလူး ဟိုဘဒူဘဒူအာအန်သိုနီဂေါ်ဒန်နဲ့လဲမယ်ဆိုပြီးလုပ်ခဲ့တယ်အဲ့တော့လီဗာပူးဘက်ကဂျူရူကိုဂျူကူမက်စ်ကိုဒါကျွန်တော်တို့ပေါင်တန်း90နဲ့ပေါင်55တန်းကြာဈေးသတ်မှတ်ခဲ့တာဖြစ်ပြီးတော့ဒါကျွန်တော်တို့အန်သိုနီဂေါ်ဒန်အတွက်ငွေတန်း20နဲ့25တန်းပဲအလိုက်ပေးမယ်ဆိုပြီးလုပ်ခဲ့ရတဲ့ကြောင့်အဲ့ဒီပြောင်းရွှေ့ကရှေ့မတိုးဖြစ်ခဲ့ဘူးလို့သိရတယ်မှာပါတယ်အဲ့တော့အန်သိုနီဂေါ်ဒန်ကလည်းလက်ရှိဒါကျွန်တော်တို့သိရတဲ့လောက်ကိုပြောရမယ်ဆိုရင်တော့ဒီကစားသမားကိုဒါကျွန်တော်တို့လီဗာပူးဘက်ကစကောက်တင်လေးနဲ့တောက်လျှောက်ကြည့်အမှန်တကယ်အန်သိုနီဂေါ်ဒန်လိုကောင်းမျိုးစကောက်တင်အောင်ကြည့်စရာမလိုပါဘူးဒါတာမန်မျိုးလုံးနဲ့ကြည့်ရင်လည်းအန်သိုနီဂေါ်ဒန်တကယ်ဘယ်လောက်ထိအဓိကကပြပွင့်လင်းပြောရမယ်ဆိုလီဗာပူးအသင်းနဲ့ဒါကို တော့ဆမ်မီညိုတို့ဘာလို့ဒီဇိုင်းပို့ပြီး fitting ကြမယ်ဆိုတော့အသင်းရဲ့ပရိတ်သတ်တယောက်အနေနဲ့အသင်းရဲ့ဒါကျွန်တော်ချစ်တဲ့ကစားသမားတယောက်အသင်းကိုရောက်လာမှာကအင်ပါတာမှာတန်ဖို့ရှိရလို့မြင်တယ်ဗျာနော်အဲဥပမာဒါ example ပြောမှာဆိုတော့သူများအသင်းနဲ့ထိုင်တာမဟုတ်ဘူးအခုလက်ရှိမှာ Arsenal အသင်း thrive ဖြစ်နေ Arsenal အသင်းကိုလက်ရှိမှာဒါပြောင်းကျင်တဲ့ကစားသမားတွေအရင်များပြီးတော့ဥပမာ Isak လို့ကစားသမားပဲဗျာ Isak လက်ရှိမှာဒါကျွန်တော် Arsenal အသင်းနဲ့ပြောဆို Arsenal အသင်းကို Isak ကစားသမားကိုပြောကြအောင် Isak နဲ့အခုလက်ရှိမှာခြေစွမ်း at least အားနေနေတယ်ဆိုပေမဲ့ လီဗာပူးကိုသူအသေးပြောင်းနေတယ်ဘယ်လိုမျိုးလုပ်ခဲ့လဲဒီလိုပုံစံမျိုးတွေကျရင်အီဆက်ကိုအကုန်လုံးကအချိန်ပေးဖို့အချိန်ပေးဖို့တော် ready ဖြစ်နေတာဒါ16သင်းပြိတ္တာတွေကသူ့ဘာလို့ဒါတကန့်ဖြစ်နေတာအီဆက်ကိုလည်းရှိမှာလီဗာပူးပြိတ္တာတွေချစ်တယ်ဘာကြောင့်လဲဆိုတော့အီဆက်ကလည်းရှိမှာလီဗာပူးညူကဆိုင်ကလီဗာပူးကိုပြောင်းဖို့တော့သူဘယ်လိုမျိုးတွေ pressure ပေးပြီးလုပ်ခဲ့လဲအကုန်လုံးသိပြီးသားဖြစ်တယ်အဲ့တော့ အန်တိုဒီကိုလည်းဒီတိုင်းပဲအလက်ရှိမှာအသင်းရဲ့ပြိသက်အသင်းကိုချစ်တဲ့ကစားသမားတယောက်အသင်းကိုရောက်လာခဲ့မယ်ဆိုရင်ဘာလို့မဆိုအကုန်လုံးကလက်ခံခြင်းကြမှာပဲအန်တိုနီကိုတန်ကိုလည်းလွန်ခဲ့တဲ့နှစ်နှစ်ခရဲကဒီအပြောင်းရွှေ့အတွက်ဆွတ်ဆက်ပြီး push လုပ်ခဲ့တာရှိတယ်။ကြားထဲမှာလက်ရှိမှာ Liverpool ကခေါ်ယူမယ်ဆိုပြီးတော့အေးသွားခဲ့ပြီးအခုချိန်မှာပြန်လဲပြီးဆောင်းရည်အပြောင်းရွှေ့မှာခေါ်ယူဖို့အတွက်ကြိုးစားနေဖြစ်တယ်။အန်တိုနီကိုတန်ကလက်ရှိမှာသူ့အနေနဲ့ဒါကျွန်တော်လက်ရှိကြာ Newcastle United ရဲ့ခြေစွမ်းပေါ်ကြည့်ပြီးသူ့အနေနဲ့ဒီရတယ်ဆုံးဖြတ်သွားမယ်။နင်းနဲ့ဆောင်းရည်မှာဒါကျွန်တော်လက်ရှိမှာ Newcastle United အသင်းနဲ့ဒါ Champion League အဆင့်ရဲ့ဒါ Premier League အဆင့်ပေါ်မူတည်ပြီးတော့သူ့အနေနဲ့အသင်းပြောင်းတဲ့မပြောင်းတဲ့ကို ိကဒါကျွန်တော်ဆွေးနွေးသွားမယ်လို့လည်းသိရတယ်ဒီမှာပါတယ်လက်ရှိမှာဒါကျွန်တော်လီဗာပူးတင်းကနျူကာဆယ်နျူကာဆယ်လက်ရှိတောင်းပန်အေဂျင့်ဟိုနျူကာဆယ်လက်ရှိအန်တိုနီဂွန်ရဲ့အေဂျင့်နဲ့လည်းဆွေးနွေးမှုတွေကိုပြုလုပ်ဖို့တရ ready ဖြစ်နေပြီဆိုတဲ့သတင်းထွက်လာခဲ့တယ်လီဗာပူးတင်းနောက်တစ်ချက်ညွန်နေပြောမှာဆိုလက်ဖ်ဝင်းနေရာမှာဒါကျွန်တော်တို့အာဆမ်မီညိုကိုလည်းပြတ်မှတ်ထားတယ်။ဆမ်မီညိုကိုလည်းလက်ရှိမှာလီဗာပူးတင်းနဲ့ခေါ်ယူဖို့တော့နည်းနည်းတော့ခက်ခဲလိမ့်မယ်။လက်ရှိမှာစာချုပ်ဖြတ်သိမ်းကြီးကလာမယ့်နေရာဒီမှာ activate ဖြစ်မယ့်အတွက်ကြောင့်ဘုံမောင်အစ်ကတော့ဒီနှစ်ဆောင်ရဒီမှာဒီကစားသမားကို ရောက်ချသွားမှာမဟုတ်ဘူးလို့လည်းသိရတယ်မှာပါတယ်အဲ့ဒါကလက်ရှိမှာနောက်ဆုံးဒါဝင်နေတဲ့ update တွေဒါပေမဲ့ တော်တော်လေးကိုစိတ်ပြက်စရာသတင်းတစ်ခုတွက်နေတာကဘာလဲဆိုတော့ခီးအဆောက်ကိုလီဗာပူးတင်ကဆက်ဇန်နဝါရီမှာတော့ရောင်းချသွားဖို့တော့စဉ်းစားသွားမယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။အာနီစတိုနဲ့လက်ရှိမှာအဆင်မပြေနေတဲ့ခီးအဆောက်ခီးအဆောက်ကိုယ်တိုင်ကလည်းမင်းနဲ့အများကြီးပူလို့ခြင်းနဲ့အီတလီနဲ့အတူတူကျွန်တော်ကမ္ဘာဖလားမှာပြန်ဝင်ပြီးတော့ပြန်လည်ပြီးပါဝင်ခြင်းနဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါကျွန်တော်လက်ရှိမှာမိနစ်တွေအများကြီးလိုခြင်းနဲ့ခီးအဆောက်အဲ့တော့ခီးအဆောက်အနေနဲ့အခုလက်ရှိမှာသူ့အနေနဲ့ဒါလီဗာပူးမှာဆက်နေမယ်ဆိုသူ့အနေနဲ့မိနစ်တွေမရနိုင်တဲ့အတွက်ကြောင့်မို့သူ့အနေနဲ့အသင်းပြောင်းခြင်းနဲ့အာနီစတိုကိုယ်တိုင်ကလည်းခီးအဆောက်ကိုလုံးဝမတုံးတဲ့အတွက်ကြောင့်မို့ဒါကတော်တော်လေးကိုစိတ်ပြက်စရာတစ်ခုအနေနဲ့ဖြစ်တယ်ဆိုတဲ့ဥစ္စာကို သူတို့ဒီနေ့ဒါလက်ရှိမှာသွားနေတယ်လို့သိရတယ်ပေါ့ပါတယ်အဲ့တော့လက်ရှိမှာဒါအာနီစလော့ကဒါဆက်ပြီးတော့ KSA ကိုမသုံးဘူးဆိုရင်တော့ KSA ကိုလာမင့်ဒါကျွန်တော်တို့ဆောင်းအဒီဘရောင်းရှူမှာလစ်ဗာပူးတင်ကနေပြီးတော့ရောင်းချသွားဖို့အတွက်စဉ်းစားသွားမှာဖြစ်တယ်လို့လည်းသိရတယ်တမပါတယ်ပေါ့နော်နောက်ဆုံးသတင်းတစ်ခုအနေနဲ့ထပ်ပြီးပြောမယ်ဆိုတော့လစ်ဗာပူးတင်ရဲ့စန်တာဘက်အပြောင်းရွှေ့မှာအခုချိန်မှာအဓိကလှုပ်လှုပ်ဆောင်နေတဲ့ movement တွေရှိတယ်လက်ရှိမှာ Jogo Max ကိုတော့လက်ရှိဒါ AC Milan အသင်းကဒီနှစ်ဆောင်းရသည့်အပြောင်းအရွှေ့မှာခေါ်ယူဖို့အတွက်စဉ်းစားနေလို့သိရတယ်မှာပါတယ် Liverpool ပြည်သက်တွေကကဲ Jogo Max ကိုသာ Liverpool ကသာရောင်းချဖြစ်ခဲ့မယ်ဆိုရင်တော့ဒါပြည်သက်တွေတော်တော်လေးကိုပေါက်ကွဲနေမယ်နေထားမှာရှင်ငကိုတွေကခံစမှုမရှိတဲ့ဥစ္စာကိုမှ Jogo Max ကို AC Milan ကိုသာရောင်းချလိုက်မယ်ဆိုရင်တော့တော်တော်လေးကိုပြဿနာတက်သွားနိုင်မယ်နေထားမှာရှိတယ် Liverpool အသင်းကအခုလက်ရှိမှာဒါကျွန်တော် Aston Villa ရဲ့နောက်ခံကစားသမားဖြစ်တဲ့ဒါ Konza ကိုစိတ်ဝင်စားနေတယ်ဆိုတဲ့တဲ့နေနေတောက်လျှောက်ထွက်နေတဲ့နေရာမှာပါတယ် Konza ကိုအခုလက်ရှိမှာဒါကျွန်တော် Chelsea ရဲ့ဒါကျွန်တော် Tottenham Hotspur prosper သိရင်ဒါကျွန်တော်လက်ရှိအာဘလူအာ လဘဘူးတဲ့အစိမ်းဝင်စားနာမည်ကွန်ဆာကလက်ရှိမှာတော်တန်ဟော့စပတ်ပရိသတ်ကိုငငယ်လေးကလေးအားပေးတဲ့အတွက်ကြောင့်မို့စပါးတင်တာခေါ်မယ်ဆိုရင်ဒီကစားသမားကစပါးတင်ကိုပြောင်းမှုအတွက်ပို့ပြီးတော့ဆေးအားထပ်တန်နိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ဟုတ်ပါတယ်ဘုံသမားတွေမှာထူးထူးဆန်းဆန်းနဲ့စပါးကိုအားပေးတဲ့ပရိသတ်တွေရှိပါသေးတယ်။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့လဘဘူးရဲ့အတင်းရဲ့သတင်းကဒီလောက်ပဲလဘဘူးတင်ရဲ့ခုလက်ရှိမှာ pressure တွေအရင်မရှိဘူးလို့သူတို့အနေနဲ့ခန်းစားနေရဆဲဖြစ်တယ်။အာနီစော့ကလည်းလက်ရှိမှာအမြန်ဆုံးထုတ်ဝဖို့လုံးဝအစီအစဉ်မရှိဘူးလို့လည်းသိရတယ်မှာပါပါတယ်။ဒီလောက်ပါပဲဘောလုံးဘက်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ဒီ before you တို့မှာချေလူဆိုပေါအောင်ကူညီလို့ရပါတယ်။ ်မြန်မာလေးကလစ်ဖို့မမိကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ဖြစ်ပါတယ်အားလုံးမကြည့်တူပါတယ်ကောင်းမွန်သောနေ့တွေနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပီးနေပြီကျွန်တော်တို့ရေနောက်မှပဲအေးစစ်စစ်တွေ့ကြရပါဘောအားလုံးမကြည့်တူပါတယ်မြန်မာလေးကလစ်ဖို့မမိကြပါနဲ့ဟောမြန်မာကလစ်မှာမြန်မာနိုင်ဖြစ်ပါတယ်ကြောက်တော့ကုန်ပြပါဗျဒေးပါ